ခါကမြို့တစ်မြို့တွင် ဖနှက်ချုပ်သမားတယောက်ရှိလေသည် သူသည်အလွန်စင်းရဲရှာသည်ထို့ကြောင့်ဖနှက်ဟောင်းပြုပြင်ရေးလုပ်ငန်းဖြင့်ခက်ခဲရင်ရင်အသက်မွေးမြူရသည်အလုံးမရှိသည့်အခါအစားအစာဝယ်ရန်ဝီမရှိ၍မဝရေစာစားတော့ရသည်ထို့သောသူသည်အပြုံးမပြတ်ရှိပြပြွှ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 ွ သူသည်နေထမှနေဝင် အလုံလုံရင်တစ်ချင်းတညင်းညီဖြစ်တစ်နှစ်တာကိုပုံဆုံးစေပြီးသူဖက်နဲ့တူထုတန်နဲ့ဒေသရှင်တန်ကိုနေ့စဉ်နေ့တိုင်းဆာယနာပြောခွေကြားကြရသည်လူတိုင်းသည်သူ့တချင်းတန်ကိုစိတ်နှစ်သက်ကြ၏ထို့ကြောင့်သူကိုဖက်နဲ့ချုပ်သမားကိုဖိုးပြောဟု၍ရှစ်ဆနုခေါ်ဝေါ်ကြလေသူအိမ်သားတွင်ချမ်းသာသောလူတဲရောက်နေထိုင်လေသည် ထို့တထေးသည်လုပ်ငန်းကျင်းခြင်း၍စီးပွားဥစ္စာယတနာတို့သည်နေ့စဉ်တူပွားများပြားလျက်ရှိသည်အထေးကြီးအိမ်ကလည်းခန့်ညာသာနာလှသည်အိမ်ကြီးထဲတွင်လည်းခန်းဝင်ပစ္စည်းများပြိဘောဂများဖြင့်လူလီသေးမရှိအောင်စည်ရင်ထားသည်သူလူသည်ရွက်ဆောင်ပေးသည့်အစီအပါများကလည်းအစဉ်သင့်ပင်သို့တော့ထိုတထေးကြီးမှာကြော်ရွှင်မှုမရှိချာ ပျော်ရွှင်ပွဲတရှင်းတန်တို့ကိုလည်းနားတော်တာမစင်သူသည်သူ့အလုပ်ကိစ္စငွေကြေးကိစ္စရင်းသာအမြဲပုံပန်နေရှိသည်ငွေများများရရန်ကိုသာအမြဲတွေးတောနေမည်ကြံစနေမည်လောဘစောကသူ့ကိုဖိစီးထားလေသည်ထို့ကြောင့်ညအရာဝင်လေအိတ်မပြောပဲအရာပေါ်တွင်ကိုလှဲ့ဒီလှဲ့ဖြစ်တညတာကိုပုံဆုံးစေခဲ့သည်ကိုစင်းရဲမွဲတည်လာတဲ့ ကနချုပ်သမားကပျော့ပျော့ရွှင်ရွှင်နေနိုင်သည်တနည်းလုံးတခြင်းဆိုနိုင်သည်ဘလို့ကြောင့်လဲငါမတော့ဘာမှလူတွေသိမရှိအောင်ချမ်းသာနေတယ်ဒါပေမဲ့ငါရဲ့ဥစ္စာပစ္စည်းချမ်းသာမှုကပျော့ရွှင်မှုမပေးပါလားဟုတ်တွေးမိကြခနချုပ်သမားကိုအလွန်စိတ်ဝင်စားလာသည်နောက်ဆုံးမှာပတိကြီးသည်အစီအပါတယောက်ကိုလှည့်၍စင်ရတာခနချုပ်သမားကိုခေါ်ခိုင်းလိုက်သည် ထို့သူဖြစ်ဖက်နှက်ချုပ်သမားသည်တထေးကြီးအိမ်သို့ရောက်ရှိလာလေသည်တထေးကြီးကမင်းဟာတေးလဲတကြောကြောနဲ့အလုံးလုံးတယ်ဆိုတာငါသိရတယ်မင်းတနစ်မှာဖက်နှက်ဗနယ်ပြုပြင်ရတယ်လေဟုမေးလေသည်ထို့ခါဖက်နှက်ချုပ်သမားကခေါင်းကုပ်၍တနစ်လားကျွန်တော်ကတော့ဗနယံပြင်းနေဆိုတာရေတွက်မထားပါဘူးအလုတ်ကတော့တနေပြီးတနေလုတ်သွားတာပါပဲ ဆိုလေသည်။ကောင်းပြီဒါဖြစ်တစ်နှစ်မှာငွေငွေဘလောက်ရပါသလဲ။တစ်ခါတည်းရန်တော့များများရပြီးတစ်ခါတည်းရန်တော့နည်းနည်းပဲရပါသေး။တချို့နေ့တွေဆိုလုံးဝမရပါဘူး။ဒါဖြစ်မင်းစိတ်မညစ်ဘူးလား။မင်းလိုကြီးရတာပျော့ပျော့ရွှင်ရွှင်ပဲ။မှန်ပါတယ်။ကျွန်တော်မှဘာမှမကြည်မက်စရာဒီစုံတရားမရှိပါဘူး။ကောင်းပြီငါမင်းရဲ့စိတ်သက်မြင့်မြတ်မှုကို လေးစားကုန်ယူပါလေဒါပေမဲ့မင်းငွေနည်းနည်းလေးပဲငွေငွေရှိတာဆိုတော့ငါစိတ်မကောင်းပါဘူးဒါကြောင့်မင်းကိုလက်ဆောင်အဖြစ်ဝီတရားပေးမယ်ဒါမှမင်းဘဝတက်တောင့်တသက်ရှိမယ်ဟုဆိုကပတိရှိသည်ငွေအိတ်ကိုဖနှက်ချုပ်သမားအားပေးလိုက်လေသည်ဖနှက်ချုပ်သမားသည်ငွေအိတ်ကိုကြည့်ပြီးအော်တက်နေလေသည်အိမ်များလောက်များပြားသောငွေပမာဏကိုတခါမှ မမြင်ဘူးခဲ့ချင်အိမ်မက်မက်နေသည်ဟုထင်မိသည်သူသည်တထေကြီးအားအလွန်ကျေးဇူးတင်ကြောင်းပြောဆို၍ငွေအိတ်ကိုပိုက်ခံဝမ်းသာပျော်ရွှင်စွာဖြင့်အိမ်တို့ပြန်လာခဲ့လေသည်သူသည်အိမ်တို့ရောက်တော့ငွေအိတ်ကိုကျမ်းမြင်အောင်တဲ့အပေါက်တူ၍အပေါက်ထဲတွင်ထည့်တာပွက်ထားပြီးငွေအိတ်ပေါ်ထိုင်တာထုံငွေများကိုမလောက်ရမည်ဆိုတာကိုစဉ်းစားနေလေသည် ထိုနေမှဆ ảy ဖနှက်ချုပ်သမားဤစိတ်သည်ရခင်ကားနှင့်မတူဘူးလုံးဝပြောင်းလဲသွားလေတော့သည်သူသည်ငွေပေါ်တွင်စိတ်ရောက်နေ၍တခြင်းကိုလည်းမစုံနိုင်တော့ပေသူဤတခြင်းတန်ကိုလည်းမကြားရတော့၍လူအများကသူ့ကိုနေထိုင်မကောင်းဖြစ်နေသည်ဟုထင်ကြသည်ဖနှက်ချုပ်သမားကလုံးဝပြောင်းလဲသွားပြီဖြစ်သည်သူဤစိတ်သည်တည်ငြိမ်မှုမချီတော့ပေတန်တရားစိတ်များကလည်း လွှဲမိုးနေလေတော့သည်သူဆိုင်တို့လူရောက်လျက်ငွေအိတ်အတွက်စူးရင်စေးများစွာကွာပေါ်လာသည်ညာအချိန်၌လည်းသူပြောသည်လူအိတ်ကိုအခိုးလာရောက်ခိုးယူနေကိုစူးရင်နေသည်မအိတ်ဖဲစောင့်နေတော့သည်သူပြောရွှေမှုများကပျောက်ဆုံးသွားပြီဖြစ်သည်သူသည်အမြဲတမ်းစူးရင်ပူပန်နေသည်စိတ်ညစ်ငြင်းနေသူတာဖြစ်နေချေတော့သည်နောက်ဆုံးတွင် သူသည်အီဂျန်ကိုမခံစားနိုင်တော့ဘူး။ထို့ကြောင့်သူသည်ငွေအိတ်ကိုတွူးယူ၍တထေးကြီးအိမ်သို့ပြေးလာခဲ့လေတော့သည်။တထေးကြီးအိမ်ရောက်တော့ဖနှက်ချုပ်သွားကတထေးကြီးခမားတထေးကြီးငွေအိတ်ကိုပြန်ယူပါတော့ပြီးတော့ကျွန်တော်တချင်တဲ့အိတ်တွေကိုသာပြန်ပေးပါတော့ကျွန်တော်တထေးကြီးငွေရပြီကြတဲ့ကတစ်ချက်ကလေးတော့မပြောရပါဘူးဗျာ။ဟုတ်ပြောဆိုလေ